ဒီညနေမရွှေတို့ရွာရဲ့ညနေခင်းဈေးကပြန်လာတဲ့လူတိုင်းရဲ့လက်ထဲမှာငနှက်ထုပ်တထုပ်တထုပ်ပါလာကြတော့ဘသူများလက်ဆောင်ပေးနေရလဲပေါ့တိချင်လို့ဈေးကိုလိုက်သွားလိုက်တာဘယ်ဟုတ်မလဲဈေးမှာလက်ဆောင်သဘောမျိုးပဲအရန်တန်နဲ့ငနှက်လဲလဲဆက်ဆက်လေးရောင်းနေတာကွယ်25ကျက်သားမှ900ကျက်တယ်အဲ့ဒါနဲ့ဘယ်ရမလဲကိုရီအိမ်တွက်လဲ25ကျက်သားတထုပ်ပေါ့နော်ဝယ်ခဲလိုက်တယ်ငတကွန်တွေတွေ့လို့ရှိမရွှေရအဖွားအောင်တတိယသွားတယ်မရှိလို့အဖွားငတကုံငဆုပ်လို့ရှိရင်အရန်စားကောင်းလား ညစာအတွက်မရွှေဟာဒီညနေဘာဝေခဲ့လဲဆိုတော့တပြုတ်တီးနဲ့ငနှက်ကို အချင်းရီပေါ့နော်ဟင်းရီတောက်လေးချက်မယ်ငမှုတ်ကို90ဆနယ်လုတ်ပြောဟင်းချက်စားမယ်ပေါ့အဲ့နှစ်ခုဝေခဲ့တာတော့မှလေ3ယောက်စာပေါ့နော်အကိုရီ3ယောက်စားရင်တော့မှတနက်နဲ့တောင်ကုန်ချင်မကုန်မယ်ငားကလေအဲ့ဒါတော့မှစုစုပေါင်း4000နဲ့900ပဲကြရတယ်ကွယ်ဒီမှာကြည့်အောင်ငမှုတ်တွေလည်းလက်ဆန့်နေရောငမှုတ်90ဆနယ်လေးလုတ်ပြမယ်နော်ငားကင်တာတော့မရွှေတို့အမိကင်တာမရွှေရဒီနေ့ ဗီဒီယိုလေးရိုက်ချင်တယ်ဆိုတော့အမေလုတ်ပြီးတာပေါ့နော်အသားငါးကိုင်မရွှေကိုင်တာတိတ်မတွေ့ဘူးနော်မရွှေကကိုင်မတက်လို့လားဆိုရင်အဲ့လိုတော့မထင်နိုင်နဲ့မရွှေရက်ဝေးမှာတာဝန်ကြတော့ဟာဆိုရင်ကိုတယောက်တည်းချက်စားတာဒီငမုတ်လေးတွေချက်စားလို့ရှိရင်အာနေခဲ့တဲ့ရေးမျိုးတော်တတိရောက်ရတယ်ရေးမှာကြောင်ငါးတွေအရန်ပေါ်တာလေငမုတ်ဆိုမရွှေနေ့တိုင်းနေ့တိုင်းမဖြစ်မသိဝယ်စားနေကြငနှက်တုံတုံဦးလဲလဲဆက်ဆက်လေးတွေကိုလည်းအနေတော်လေးတုံမျောစားနေထားလိုက်မယ် ြီးမရွှေတို့တပြုတ်တီလေးတွေကိုဟင်းချက်ပိုးပြင်ဆင်တော့မယ်တပြုတ်တီဟာသူ့အချိန်မဟုတ်တော့ဘူးဆိုတော့လေရှင်းရနေပြီကွယ်တပြုတ်တီခါတိုင်းဆိုနုနုဆိုရင်တခါလေးတန်းချက်ယုံမယ်အခုကျတော့ရှင်းနေပြီဆိုတော့မရွှေတို့သူ့ကိုနူးသွားအောင်အရင်ပြုတ်တင်ထားလိုက်မယ်ဒီတပြုတ်တီပြုတ်တင်ပြီးတော့ကိုလှုပ်ရှားရှိတဲ့အလုပ်တွေတက်လှုပ်လိုက်တာညအပိုင်းရောက်သွားတယ်ညရောက်ကြမှပဲမရွှေတို့ဟင်းချက်ရတာပေါ့နော်ကဲတပြုတ်တီဟင်းရည်တောက်လေးကိုအရသာရှိရှိလေးမရွှေချက်ပြမယ်နော်အရန်လွယ်တယ် ချက်သွန့်ဖြူထောင်းလာတာထဲမဲ့ချက်သွန့်နေစိတ်ထားတာထဲမဲ့မုံမြောင်ငရုတ်စိမ့်လေးကိုထက်ချံခွဲထားတာထဲမဲ့စိမ့်စားငပိလေးထဲမဲ့ခဏလောက်အဖုံဖုံမျောတဲ့တင်ထားပြလိုက်တဲ့ငပိလေးလည်းပျော်သွားပြီးအဆက်ရသားလေးလည်းထွက်သွားပြီးဆိုရင်တော့မရွှေတို့ဒီညနေတုံတုံဦလေးထဲတော့မယ်ပေါ့နော်ရှေးတစ်ခေါက်ဟင်းချက်ရင်လည်းမရွှေကမေးဖူးတယ်အိမ်မှာဘာဟင်းခတ်မှုတ်လေးတုံးကြလေပေါ့နော်မရွှေစမ်းတုံးကြည့်ချင်တယ်ကျက်သားမှုတ်ဆိုလို့ရှိရင်လည်း အရသာလေးတာမကြိုက်ဘူးဆိုတော့တတော်များညှုံးပေးကြတာကဒီတဟဲစားကြက်သားမှုတ်လေးပေါ့နော်ဒီကြက်သားမှုတ်ကကြက်သားစစ်စစ်ကနေထုတ်တာဆိုတော့အချိုတက်လည်းပြေးသွားတယ်။ကျမရေးကိုလည်းဦးစားပေးတဲ့အနေနဲ့သူကအငံတက်လည်းလျှော့တာပြီးတော့မွှေတို့လိုအငံသိပ်မစားတဲ့သူတွေအတွက်တတော်လေးအဆင်ပြေတယ်ပေါ့နော်။အထုတ်ကြီး180ဂရမ်နဲ့အထုတ်သေး20ဂရမ်ဆိုပြီးတော့နှစ်မျိုးဝယ်ယူလို့ရတယ်။ဒီနေ့မွှေကတော့အထုတ်သေးလေးကိုပဲတုံပြီးဟင်းချက်ကြည့်တာပေါ့နော်။ကို့လိုအငံမစားတဲ့သူတော်မှလေဒီကြက်သားမှုတ်ထည့်ပြီးတော့ ဟင်းရည်မြည်ကြတာအငန်တက်လေးနည်းနည်းလိုလိုငံပြရည်လေးတောင်းလိုက်ထဲလိုက်ရသည်ရဲ့တပြုတ်ဒီအည်တောင်းဟင်းတစ်ခွက်တော့ထိထိမိမိရသွားပြီတော်တော်လေးမှအရသာကောင်းနေဒီဟင်းတို့ချက်ပြီးတော့မရွှေထမင်းစားချင်နေပြီအော်မဖြစ်ဘူးလေငါငါစက်နယ်လောက်ထားရှိသေးရဲ့ဆိုချက်ရမယ်ပေါ့ကျတုံဖြူကျတုံနီနနွေငရုတ်ဒီအစိမ့်မဟုတ်စီတက်မယ်မရွှေတို့ဒီငါစက်နယ်လေးလေးကိုမချက်ခင်မှာရေတကောက်စီအောင်စီးထုတ်ပေးရတယ်နော်နောက်မှဆိုရင်စားတဲ့ရဟန်းများယူစားလို့ရအောင်မဟုတ်ဘူးစားမများနဲ့သူ့ကိုနေထားရစော်လေ စည်းကင်းမှာစားရီစင်သွောင်းရေတစ်ခေါက်တခြားဆေးထုတ်လိုက်ပြီးရေစစ်ပြီးတော့ချက်တာပေါ့နော်ငါးစက်နေချက်စားရတာမရွှေ့အရန်သဘောကြတယ်သူဟာဒီစားတဲ့ကြောက်လေးလုံးဝမမဆက်ဆက်လေးဖြစ်နေငါကလည်းပုံမပြတ်တော့ပဲနဲ့အရန်စားကောင်းလာပဲကွယ်အရသာတွေ့တော့မရွှေ့ဟာတဟဲစားကြက်သားမှုတ်လေးကိုပဲအသုံးပြုပြီးထဲတယ်နော်ငါးစက်နေလေးလေးကိုလေမကြီးမဲ့လေးအုပ်ပြီးချက်လို့ရှိရင်အရသာတော်တော်လေးထိမိတာဒီလားငါးလေးတွေကိုဟိုလှန်လို့ဒီလှန်လို့လှုပ်လို့ရှိရင်လည်းပုံမပြတ်ဘူးနော် ကဲမကြီးမဲတခွက်ကြီးမရွှေဖြို့ပြီးထည့်ပြီးလိုက်မယ်အဖုံးခနာအုပ်ထားပြီးရေခမ်းသွားတဲ့အထိချက်မယ်တက်ပြီးဆိုလို့ရှိရင်တော့မရှိလို့အိုးချခံနေကြမှာရှမ်းနဲ့နဲ့လေးတွေကိုဖြတ်ထည့်မယ်ပေါ့နော်ရှမ်းနဲ့နဲ့တချုံစိုက်ထားတာတော်တော်လေးအဆင်ပြေနေပါပဲချက်ချက်ညက်တဲ့ညက်တဲ့ပဲကွယ်ဟင်းအိုးလုံးချက်ပြီးသွားပြီးဆိုတော့ဒီမှာအရန်ကိုအရသာလေးရှိတယ်အနက်အရသာနဲ့လေးပြေစုံနေဟင်းလေးနှစ်ခွက်ရပြီပေါ့နော်ဟင်းလေးချက်ပြီးပြီးဆိုတော့မရွှေစားမဲအလှဲရောက်ပါပြီကိုချက်ကိုကြိုက်ကိုကောင်းမဲလားဆိုရင်တော့ 음ပထမဆုံးတော့ကိုစားနေတဲ့ချိန်မှာတော့ကိုတယောက်လည်းကြိုက်နေရဆိုကိုချက်ကိုကောင်းပေါ့ဒါပေမဲ့မရွှေတို့အမေမြည်ကြည့်တဲ့ချိန်မှာလဲဟဲတကယ်စားကောင်းနေတော့တပြုတ်တီဟင်းကြီးလေးကလည်းအရန်ကောင်းတာပဲတဲ့နော်တချို့ကြတော့ဒီတပြုတ်တီဟင်းကြီးကိုအယောင်လေးလာရအောင်နနွေးမှုန့်လေးပါထည့်ချက်တယ်နော်မရွှေကတော့နနွေးမှုန့်မထည့်တာဘူးဒီဟင်းကြီးလေးကိုလေဘဝသမားလေးရဲ့ညစာကတော့သူများတွေအနားယူတဲ့ချိန်9:00နာရီ10:00နာရီလောက်မှစားရတယ်ကွယ် ရာသီစာအတိရွတ်စုံစုံလင်လင်နဲ့ငားလဲလဲဆက်ဆက်လေးတွေကိုတနေရာထဲမှာဈေးတက်တက်တက်တာနဲ့ဝေယူခြင်းနဲ့ဆိုရင်တော့မရှိလို့ဂျုံကလေးရွာရဲ့ညနေခင်းဈေးလေးကိုလဝေကြည့်ကြနော်။